ตาအရင်ခောက်ခောက်ကအမေကိုပြုတ်ကျင့်တဲ့တည်ရှင်ဒီအဖြစ်ပြက်ကမနေ့က9လပိုင်း14ရက်နေ့ထိုင်းနိုင်ငံလမ်ပန်းမှာဖြစ်သွားခဲ့တဲ့အမေဖြစ်သူကအသက်90နှစ်ရှိပြီตาဖြစ်သူလည်းအသက်46နှစ်ရှိပြီตาဖြစ်သူကအိမ်ထောင်ပြုပြီးမိသားစုရှိပြီဆိုတော့ဘန်ကောက်မှာနေပြီးဘန်ကောက်မှာအလုပ်လုပ်တယ်အမေဖြစ်သူကတော့လမ်ပန်းနဲ့ကရွာတူရွာမှာနေတယ်တယောက်တည်းနေတယ်တဲ့ရှင် တားကကြက်ကြက်တခါဘန်ကောက်ကနေလမ်ပန်းကိုတွားပြီးအမေကိုတွားလေတဲ့ဖြစ်စဉ်ကတော့မနေ့က၁၄ရက်နေ့တားဖြစ်သူကအမေကို၂ရက်၃ရက်တွားလေတယ်ဆိုပြီးအိမ်ကိုရောက်လာတယ်တဲ့ရှင်တားအိမ်ကိုရောက်တာတရက်၂ရက်ရှိပြီးမနေ့ကအမေကနှောက်ရွာတရွာကအမျိုးကိုတွားလေတယ်ညာ၈နှစ်အချိန်လောက်ရောက်တော့ ตาผิดตูก็อเมโกพုံเสร็จละเดะเช่นอเมตาอเมโกตั้วโจเมนเนาะกาเปิ่มแม่อเมก็โมยั่วนี่โลดีญะอမျိုးเอ็งมาเบ้เอ็งไล่ดอกเมเอ็งไม่เปลี่ยนเอ็งปูโลเปียวรอตาก็ไม่อยากบุอเมเอ็งเปลี่ยนแย่แม่ပြောတယ်ตาလဲစိန်แกเนี่ยအမျိုးအိမ်ကိုရောက်လာပြီ အမေကိုစင်ကယ်ပေါ်တက်ခိုင်းလိုက်တယ်အမေနဲ့ตาလဲစင်ကယ်နဲ့အမျိုးအိမ်ကနေထွက်လာလိုက်တယ်ဒါပေမဲ့ตาကအိမ်ပြန်လန်းကိုမမောင်းသွားပဲလူမတော်တဲ့လမ်းကိုမောင်းသွားတယ်သူတော်လူလာမရှိတဲ့နေရာရောက်တော့ตาကစင်ကယ်ရက်ပြီးအမေစင်ကဲတက်စီကုန်နေလို့ပြောပြီးအမေကိုစင်ကဲပေါ်ကနေဆွဲဆင်းလာတယ်။လမ်းဘေးကခြံစီလုံးနောက်ကိုဆွဲခေါ်သွားတယ်။အမေရဲ့လက်မှန်တန်ရာတောင်ရသွားတယ်။ အဲ့ဒီနောက်ဒါကအမေကိုအဲ့ဒီလမ်းဘေးနားမှာပဲပြုတ်ကျင့်သွားတယ်တရှင်။ညအချိန်မောင်မောင်မဲမဲလူသွားလူလာလည်းမရှိတော့အမေကိုကယ်တဲ့သူမရှိဘူး။ဒါကအမေကိုအဲ့လိုမျိုးလှုပ်ပြီးစင်ကယ်နဲ့အမေကိုအိမ်ကိုခေါ်ပြန်လိုက်တယ်။အမှန်တော့စင်ကယ်စီကုန်တယ်လည်းမဟုတ်ဘူးရှင်။အမေအိမ်ကိုပြန်ရောက်တော့အမေကတခါတည်းအမျိုးစီကိုဖုံးဆက်ပြီးလာကြိုခိုင်းလိုက်တယ်ပြီးတော့ yes ခန်းကိုတွားပြီးဒါဖြစ်သူကိုတရားစွဲလိုက်တယ်ရှင်။ မိခင်ကိုပြန်ပြုတ်ကျင်းမှုနဲ့တရားဆွဲလိုက်တယ်။အမေတရားတော်ဆွဲတော့အစပိုင်းတာဝန်ရှိက အမေကိုမယုံကြဘူးတရှင်။အမေကလက်ကတရားတွေပြမယုံသွားတယ်။ဒီနေ့ရဲနဲ့တာဝန်ရှိကအမေအင်ကိုဆင်းသွားပြီးတားဖြစ်သူကိုစစ်ဆေးမေးမြန်းမှုသွားလုပ်တယ်။တားဖြစ်သူကတခါလေးဝန်ခံတယ်ရှင်။ဟုတ်တယ်ကျွန်တော်အမေကိုတကယ်ပြုတ်ကျင်ရတယ်။ဒါပေမဲ့ကျွန်တော်မူးလို့စိတ်မထိန်နိုင်လို့အဲ့လိုမျိုးလုံမိသွားတာလို့ပြောတယ်။ ရဲကတာဖြစ်သူကိုအဲ့လိုမျိုးစီးစစ်တယ်စီးစစ်တော့စီးကခရမ်းရောင်လည်းမဖြစ်ဘူးရှင်စေးစားထားတာလည်းမဟုတ်ဘူးတောင်းနေတာလည်းမဟုတ်ဘူးဒါပေမဲ့အမေကိုအဲ့လိုမျိုးလှုပ်သွားတာမူးလို့လှုပ်သွားတာတရှင်းတားအဲ့လိုမျိုးဝန်ခံတော့ရဲသုံးတက်တာကတော့ တားဖြစ်သူကစီစဉ်ထားပြီးသားနေမှာဒါကြောင့်အမေမပြန်လဲမပြန်ပြန်အောင်သွားခေါ်တာပြီးတော့လမ်းတော်ဝဲရောက်နေအဲ့လိုမျိုးလှုပ်သွားတာကြိုတင်စီစဉ်ပြီးမှလှုပ်တာရဲကတခါတည်းတားဖြစ်သူကိုဖမ်းပြီးအချုပ်ထဲထည့်လိုက်တယ်ရှင်ဒီတားလဲငရဲအိုးဆုပ်ဖို့ကြားမဲ့တားရှင်အမေအိုကိုတနာပါနဲ့နော်ရှင်အမေအိုနဲ့လည်းမหนีဘူးကြကြတခါမှအမေအိုကိုတွားလဲတာအဲ့လိုမျိုးတွားလောက်တယ်အမေအိုကိုတနေ့တနေ့ထွက်လာတဲ့တကြီးတွေကဘာမှလည်းမသိနော်ရှင်ကြောက်ဖို့ကောင်းတယ်